ဖြစ်ပါတယ်အဲ့ဒီအဖေနဲ့ပတ်သက်တဲ့စာလေးတွေတွေ့တာတော့အဲ့လိုဖျားကတော့တိုင်းတော့အဖေတော့မေတ္တာပို့တယ်အမြဲလို့လို့ပါပဲအဲဟုတ်တယ်မြင်စီကျွန်တော်ပရမမဂဇင်းတွေရိုက်တယ်မစ္စတာပြိုင်တော့အဲ့လိုဝင်လာရတဲ့အခါတော့အဖေကပဲပတ်ပြီးအဲ့လိုကြွားတာတို့ပါတော့ရှိရပါဘူးပြီးတော့မိလိုက်တယ်အဲအရန်ဟိုမှာအခုလမ်းကြောင်းပေါ်ရောက်သွားတဲ့အချိန်တော့သူမရှိလိုက်မမိလိုက်တော့ဒီမှာရှီတော့တန်ဖိုးထားဖို့ကဲကမ္ဘာကမနေပါ ရှိတာပေါ့အဲ့လိုတရေနဲ့ပတ်သက်တာတော့ဟိုငငယ်တော့လူကြီးတွေပြောတဲ့ဟာအဲ့တောင်မသွားတော့တရေကြောက်တာတော့ပါဘူးအခုဒီပေါ့အဲတရေကြောက်တဲ့ထဲမှာပါနေပေါ့အဲ့ဒါပေါ့ဟုတ်လားဒေဒေနဲ့ပတ်သက်တာတော့အဲအဲ့ပေါ့တချို့ဟာတွေပေါ့အစုံပေါင်းမှာဟိုဆမ်ဝဲအကြောင်းနေအိမ်မခဏခဏပြန်မတ်တာတော့အဲ့ဒါလေပမာတော့အဖေပေါ့ဟိုကိုအခုချိန်မှာ လုပ်ငန်းအလုပ်တွေပေါ့နော်စပြီးတော့လှုပ်ကြွေးခွင့်အများကြီးလှုပ်ကြွေးခွင့်ရကျင်တယ်ပေါ့နော်အဆောင်ကတော့လည်းသူတို့ရှိတော့ဖေရှင်တော့နဲ့တော့လှုပ်လှုပ်တယ်ပေါ့ဒါပေမဲ့နှစ်လောက်ကြီးရှိတော့မဟုတ်ဘူးပေါ့နော်အဲအခုချိန်မှာတော့အဲ့ဒီအဖေရှိခဲ့မယ်ဆိုကောင်းတယ်ပေါ့အဲ့ trend မှာလေးပေါ့ကိုမကောင်းကောင်းမလှုပ်ကြွေးကောင်းကောင်းစေးမကုပေးနိုင်တယ်အဲ့အဲ့ဟာလေးအဲ့နောင်တာလေးပေါ့ဟုတ်ဖြစ်ပါတယ်အဲ့ဒီအဖေနဲ့ပတ်သက်တဲ့စာလေးတွေတွေ့တာတော့အဲ့လိုဖျားကတော့တိုင်းတော့အဖေကတော့မေတ္တာပို့အမြဲလို့လို့ပါပဲနောက်ဆက်အဲ 14 15လောက်ပါအဲ14ပေါ့17နေပါ့မဟုတ်ရှိအအဖေရပါဗျာငငယ်တော့ကလည်းကျွန်တော်တို့လုပ်တယ်ဥမာကျွန်တော်တို့ဝတ်တရားစားအဖေပဲလျှော့ပေးတာများအမေကသိပြီးတော့အဲ့အဲ့ကိစ္စတွေမကဘူးဥမာចောင်းသားចောင်းကျူအဖေပို့ပေးတာဟိုကចောင်းကျူကနောက်ကြတဲ့ကအဖေကိုဘယ်လိုပဲရန်လို့လို့ तू ကအဲ့လိုစစ်ရနေဆိုင်ငယ်နေဆိုကျွန်တော်နောက်ကနေအဖေကိုရန်ကြိုးရအဲ့လိုပေါ့အင်ကြီးတွေဆွဲထားပါညာဆိုတော့ဥမာကျွန်တော်ရှစ်တန်းလောက်ထိအပူအကျိုးလောက်တယ် အဲဟုတ်တယ်မြင်စီကျွန်တော်ပထမမဂဇင်းတွေရိုက်တယ်မစ္စတာပြိုင်တော့အဲ့လိုဝင်းနာရတဲ့အခါတော့အဖေကပဲပတ်ပြီးအဲ့လိုကြွားတာတို့ဘာလို့ရှိရပေါ့မိတော့မိလိုက်တယ်အဲအရန်ဥမာအခုလမ်းကြောင်းပေါ်ရောက်သွားတဲ့အချိန်တော့သူမရှိလိုက်မမိလိုက်တော့အင်းပေါ်ရှီတော့တန်ဖိုးထားပို့အရှီတော့လည်းတန်ဖိုးထားပါတယ်ဟုတ်အဲဒါပေမဲ့အခုအခုပေါ့နော်မရှိဘယ်လိုပြောမလဲအခုရှိရတဲ့သူတွေပို့ပြီးတော့တန်ဖိုးထားပို့မရှိမှပို့တန်ဖိုးတည်တယ်လို့ဖြစ်နေရအောင်ဟုတ်လားအခုကတော့အဖေမရှိတဲ့နောက်ပိုင်းတော့ အမေနဲ့ညီမလေးနှစ်ယောက်ပေါ့အကလုံးလုံးတောင်းဝင်ထားပါဘူးအဲသူတို့လိုချင်တာမှန်သမျှပေါ့လှုပ်ချင်တာလေးတွေဟိုတက်နိုင်လောက်ပေါ့နော်ဟိုလိုလိုချင်တာမှန်သမျှဆိုလည်းအရာအလုံးတော့မဟုတ်ပါဘူးဗျာကိုယ့်ဘက်ကတက်နိုင်လောက်ပေါ့ဖြည့်ဆည်းပေးတယ်သူတို့ဘာဖြစ်ချင်တယ်ဆိုတော့စန္ဒာလေးဖြည့်ဆည်းပေးတယ်အင်းပေါ်အခုကအမေနဲ့ညီမလေးပဲဆိုတော့သူတို့ပဲကျွန်တော်ပဲမိကိုဟိုမိကိုရယ်ဆိုတာထက်အဲကိုကိုနိုင်ကိုကစိတ်ပါလက်ပါနဲ့လှုပ်ပေးတာပေါ့ကိုကပဲစောင့်ရှောက်ပေးတာပေါ့ကိုကပဲစောင့်ရှောက်ပေးနေတာပေါ့ ွာတယ်ဗျာကျွန်တော်ကအစအိမ်မှာအငယ်အ73နှစ်လောက်ကွာတယ်။ဩအငယ်နဲ့ဆိုရင်15နှစ်လောက်ကွာတော့။အဲ့လိုဆိုတော့เนาะတော်တော်ကွာတယ်။